ဆိုကောပရိသတ်များလုံးပဲမင်္ဂလာပါကျွန်တော်ဒါပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ Deligent Enterprise စီစဉ်ကနေပြောမှာဂျုံစလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ကျွန်တော်ဒါကန်ဝင်ကစားသမားတွေဒါမှမဟုတ်ကန်ဝင်နီးပြတွေမဟုတ်ဖ ೇನೆ ဘောလုံးအားကစားနေပြီမှာအားလုံးအတွက်အမတ်တရဖြစ်မဲ့ဒါကန်ဝင်ဒိုင်နိုကြီးပေါ့လေကော်လီနာအကြောင်းလေးကိုကျွန်တော်ဒါတင်ဆက်ပေးဖို့ရှိပါတယ်ကော်လီနာအကြောင်းနဲ့ပတ်သက်ပြီးမှဒီကျွန်တော် comment box မှာတောင်းဆိုထားတဲ့ပရိသတ်တွေလည်းရှိပါတယ်ဒီအကြောင်းကတော့ကျွန်တော်နဲ့တူဝိုင်းအားကစားကလောင်ရှင်ကိုနန္ဒဝင်ညင်းညံကနေပြောမှာပဲတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ အကိုမင်္ဂလာပါမင်္ဂလာပါကိုရင်ဟုတ်ကိုလီနာကျောင်းလေးဒါတွေ့တာတော့ကျွန်တော်နှစ်ပတ်ကြာပါပြီနှစ်ပတ်သုံးပတ်တော့မကအောင်ဟိုဘောလုံးလောကမှာတော့ကန်ဝင်နီးပြကန်ဝင်ပလေယာတယောက်တော့မဟုတ်ဘူးဒါပေမဲ့လေဒီ1990ပြည်လုံး2000ပြည်လုံးခစ်တွေတုန်းကဘောလုံးပွဲကြီးခဲ့တဲ့အားလုံးကဒီကိုလီနာဆိုတဲ့ဒန်ဂျီကတော့ဟိုအမြဲအမတ်ရနေပြီမယ်လို့ကျွန်တော်တော့ထင်ပါတယ်ကိုလီနာနဲ့ပတ်သက်ပြီးတော့မှဒါအခုဘယ်ကျောင်းအနေနဲ့စပြီးတော့မိတ်ဆက်ပြောချင်တယ်မသိဘူးပြအခုရထူကြတဲ့ဥပဒေပေါ့နော်တွင်ပြင်ကတော့ ်အဖြစ်မနေပြောရမယ်ဟာပဲပေါ့နော်ဟုတ်ကဲ့အဲကော်လီနာကိုမြင်လိုက်ရင်တခြားတိုင်နေမတူအရက်က6ပေ23လောက်ရှိတယ်ဟုတ်ပြီးတော့ဟိုကရုံးပြောင်ကြီးဟုတ်ပြီးတော့ aliens မျက်လုံးဟုတ်အပေါင်းဆက်လိုက်တဲ့အခါကျရင်တကယ်ဟို scariest ဒီ block home last chapter တခုအနေနဲ့ကျွန်တော်မြင်ရတယ်အဲသူ့ရဲ့သုံးဖြတ်ချက်တွေကအဲပြက်သားတယ်ရိုးသားတယ်လို့ပြောလို့ရတယ်ဟုတ်အဲကွင်းထဲမှာသူ့ရဲ့ဒီဟိန်းဟောက်တဲ့အတန်လေးဟုတ်ကဲ့ ကစားသမားတွေနဲ့ face to face ရင်ဆိုင်ပြီးတော့ဟိုနှင်ထုတ်တဲ့ပုံရိပ်တွေပြီးတော့ကမ္ဘာဘောလုံးသမိုင်းမှာဒီ FIFA ရဲ့တနေ့တာအကောင်းဆုံးတိုင်လူကြီးစုပေါ့အများဆုံးနဲ့အပြတ်အသက်ပေါ့နော်ရထားတဲ့သူတဦးအနေနဲ့တော့၎င်းဟုတ်ကဲ့ပြီးတော့ကမ္ဘာမှာမမိနိုင်စရာအမှတ်တရပွဲကြီးတွေဟုတ်ကဲ့ကိုင်းရခဲ့ဘူးလို့သူတူအနေနဲ့တော့လောက်အောင်ကိုလင်နာနဲ့ပတ်သက်တဲ့အတရားတွေကတော့ပထမဆုံးအနေနဲ့အဲ့ဒါတွေသူစပြောရတယ် ဟုတ်ကဲ့ပါကျွန်တော်ဒါကော်လီနာကတီးရတော့ကတော့ဟိုဘောလုံးကန်နေကန်တဲ့အခါမှာငယ်တော့ကတော့ဒါဆန်တာဘက်အနေနဲ့ကန်ခဲ့တာရှိတယ်။ဒါပေမဲ့တကယ်တမ်းတော့ပညာရေးဘက်ကိုဦးစားပေးတယ်ကျွန်တော်ဒါဘောလုံးညာတက်ကူမှာစီဝါရေးပညာရှင်တယောက်စီဝါရေးဘွဲရပါလေစီဝါရေးဘွဲရောက်တယောက်ဖြစ်ခဲ့တယ်။ဒီကော်လီနာနဲ့ဒီ live လေးပေါ့လေသူရဲ့ဘွားလေးနဲ့ပတ်သက်ပြီးအခုမိတ်ဆက်ပြောပြအောင်ဗျ။အာအဖေကအစိုးရဝန်ထမ်းဟုတ်ကဲ့။အမေကကျောင်းဆရာမဟုတ်နော်။ အစွမ်းဝင်တဲ့အကြောင်းဆရာမကလည်းမွေးတဲ့ကလေးတယောက်အနေနဲ့ဒီကော်လင်နာကပညာရေးဖက်ဖို့ဟုတ်ကဲ့စောင်းပေးတဲ့မိသားစုကနေပြီးတော့မွေးဖွားပြေးပြင်းလာတယ်အဲနောက်ချက်ဆိုကိုရန်ပြောရထမှာကပါလောညာတက်တူဘောလောညာတက်တူကနည်းနည်းရတက်တူမဟုတ်ဘူးဩအီတလီမှာဒီအောင်မြင်ဆုံးတက်တူတွေကတခုပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့ကဒီမှာအင်္ဂလန်မှာဆိုကျွန်တော်တို့ကအော့ဖ်ဖို့ပြောမယ်ကမ်ဘရစ်ပြောမယ်ဟုတ်ကဲ့အမေရိကန်မှာဆို Harvard ပြောမယ် MIT ပြောမယ်ဟုတ်ကဲ့ ဒီအီတလီမှာဆိုရင်တော့ဂျနိုဝါနဲ့ဒီပိုလိုနီးယားနောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ကမ္ဘာပေါ်မှာအစောဆုံးတက္ကသိုလ်တွေကျွန်တော်တို့ဒီဘာသာရေးနယ်ပယ်အနေနဲ့ပြောမှာဆိုကျွန်တော်တို့ဒီဗုဒ္ဓပေါ့နော်ဗုဒ္ဓဖះနဲ့ခစ်ပြိုင်မှာ တက္ကသိုလ်တွေရှိနေပြီတို့ပြောလို့ရတဲ့နေရာတွေကဒီဂျနိုဝါတို့ပိုလိုနီးယားတို့ဆိုတော့ဗိုလိုနီးယားကအဲ့အပိုင်းမှာတော့အင်မတန်တမိုင်းကြီးတမိုင်းကြီးတာပေါ့နော်တမိုင်းကြီးတယ်ဆိုကရက်တစ်တို့ အာအရစ်စတိုတယ်တို့အရစ်စတိုတယ်နော်သူတို့သူတို့ခေတ်ဒီကလေးကဒီတက်လို့တွေရရှိတာဟုတ်ကဲ့နောက်ဒီစေပညာနဲ့ပတ်သက်တဲ့ဝယ်တွေပါတယ်ဆိုရင်ဟိုတော်တော်နောက်ကျတယ်လေဟိုတခြားဘယ်လိုခေါ်မလဲအတွေးခေါ်ပိုင်းဆိုင်ရာတွေဟိုတုန်းကဆိုတာကဒီ Athens တို့ဒီ Roma တို့ခေတ်ဒီမှာဒါဒါအတွေးခေါ်ပိုင်းဆိုင်ရာအကြောင်းကြီးတွေတက်လို့ကြီးတွေရှိပုံပဲအဲတကယ်စေပညာဆိုတာကကျွန်တော်လူအသက်နဲ့ချင်းပြီးတော့ဆိုတဲ့အခါဟာမျိုးတွေကျွန်တော်ကတော့ဘလော့ညာတို့ကဒီစားတာလို့ပြောလို့ရတယ်ဆိုတော့ဒါပါတော့သူကဒီဘလော့ညာတက်သူထွက် ဟုတ်ကဲ့ဘောလန်ဂျာတက်ကတူထွက်ဆိုတော့နည်းနည်းရရတော့မဟုတ်ဘူးပေါ့ကျွန်တော်မြန်မာပြည်တိုင်းတန်ပြောသလိုဆိုရင်တော့ခေသူမဟုတ်ဘူးခေသူမဟုတ်ဘူးဟုတ်ကဲ့ဆိုတော့ဒီအကြောင်းအနေထွက်ပြီးတော့ဒီစီးပွားရေးဆိုင်ရာအကြံပေးအနေနဲ့လဲသူအလုပ်တွေလုပ်ခဲ့ဘူးတယ်ဟုတ်ကဲ့အလုပ်တွေလုပ်ခဲ့ဘူးပြီးတော့မှတငယ်ချင်းတွေမိတ်ဆွေတွေကနေပြီးတော့သူ့ကိုတိုက်တွန်းနိုင်ဟုတ်ကဲ့ချောင်းမမှန်ကန်ခြင်းရိုးသားခြင်းဟုတ်ကဲ့အဲ့ဆိုဒီအရာတွေကိုကော်လီနာဟာငယ်စဉ်ကတည်းကပြသနိုင်ခဲ့တယ်ဟုတ်ကဲ့ ငငယ်တော့ဒီသပင်မှုဆွဲရောဂါတစ်မျိုးပဲပြောပါတော့အပေါ်လာတဲ့အခါမှာသူခန္ဓာကိုယ်တစ်ခုလုံးကဒီအမွှေးတွေအကုန်လုံးတုံးကုန်တယ်နှစ်ပတ်အတွင်းတုံးကုန်တယ်ဩသပင်နေရိပ်လိုက်ရတယ်မျက်ခုံးမိုးတွေမပေါက်တော့ဘူးဆိုတော့ဟိုသူ့ရဲ့ဥပဒေရုပ်ကြောင့်သူ့တငယ်ချင်းတွေကစီးပွားရေးပိုင်းဆိုင်ရာဒီအကြံပေးလုပ်တဲ့အခါမှာတချို့တွေလက်ဆောင်ကြတယ်သူသူ့စီကိုလာဖို့အတွက်ရုပ်ကိုကြည့်ပြီးတော့အထင်မကြီးဘူးပေါ့ဗျဟုတ်ကဲ့မကြီးတဲ့အခါမှာဒီတငယ်ချင်းတွေကနေပြီးတော့ မင်းရဲ့အရေးအချင်းကိုအသုံးချပြီးတော့ဒိုင်လောက်ပါအာဟုတ်ပြီဆိုတော့မင်းကိုယ်တိုင်လည်းပေါ်လုံးကိုဒီလောက်ကြိုက်တယ်ဟုတ်ဆိုတော့အခါကျတော့ကော်လီနာကဒီ1980ခွန်မှာဟုတ်ပြီဒီဒိုင်သင်တန်းကိုသူစတက်တယ်ဟုတ်ပြီတက်ပြီးတော့ဒိုင်လူကြီးစလောက်ကာကအချိန်ဒီမှာဒီအရေးအသွေးထပ်ပေါ်လေးဆိုတာသူ့ပုံစံကြီးကြောင့်ကစားသမားတွေရဲ့အထင်သေးမှုအထင်လွဲမှုဟုတ်ပြီအဲသိရမလားဟိုထူးခြားနေတဲ့ပုံစံဟုတ်တယ်တောင်းရင်ကြရတယ်ဆိုတော့အနေထားမျိုးတွေ သူကြုံခဲ့ရတဲ့ CCC 1မှာသူအဲ့ပြဿနာတွေသူရှိခဲ့တယ်။ရှိခဲ့ပေမဲ့အချိန်ခဏလောက်လေးအတွင်းမှာပဲကော်လီနာကဒီ CCC မှာအရန်ကိုဟို CCC 1မှာပေါ့နော်ဒီအရန်နံပါတ်ကြီးတိုင်ပူဖြစ်လာတယ်။ဒါတဲ့ခါကျတော့ဒီ FIGC ကနေပြီးတော့ကော်လီနာကိုသတိထားမိတယ်။သတိထားမိရင်လည်းချက်ချင်းပဲဒီအချိန်တို့အတွင်းမှာပဲပုံမှန်အားဖြင့်ဆိုရင်ဒီ CCC 1အဆင့်ကအတိုင်းတူဟာ CVA အဆင့်မှာအတိုင်းဖြစ်ဖို့ဆိုတာက တရားမှာတပုံတော်မရှိဘူးလို့ပြောလို့ရတယ်ဟုတ်ပြီဘာကြောင့်လဲဆိုတော့လူထောင်တဲ့ခြေအလုတ်လုတ်ထည့်သူတွေထဲမှာ12ယောက်13ယောက်ဆိုတော့0.01 0.001 003ဒီလောက်ပဲရှိရထဲမှာဒီကော်လီနာကို series B တွေမှာစပြီးတော့ကန်တွယ်ခိုင်းရင်းနဲ့ series A တိုင်းဖြစ်လာတယ် series A တိုင်းဖြစ်လာပြီးတော့တိတ်မကြခင်မှာပဲ FIFA အသစ်မပြတန်းလည်းကြီးဖြစ်လာတယ်ပေါ့ဆိုတော့အချိန်နဲ့ထိုးတက်သွားတယ်ပေါ့ဟုတ်ကဲ့ကျွန်တော်တို့ဒီဘယ်လိုပြောလဲသူကန်တွယ်တဲ့ဟာမှာပေါ့နော် တမတ်တမတ်ရှိတယ်ဆိုတာလည်းရှိဒါမားလာရည်လည်းရှိတယ်ဒါပေမဲ့သူရဲ့ဆုံးဖြတ်ချက်သူရဲ့ဩဇာပေါ့အဲ့ဒါတွေလည်းကျွန်တော်ဒါအာသင်းရအောင်ကောင်းခဲ့တယ်ဒီကော်လီနာနဲ့ပတ်သက်ပြီးတော့မှကိုသူရဲ့ဒီခံယူချက်ပိုင်းနဲ့ပတ်သက်ပြီးတော့မှလေကျွန်တော်ဒီစာပေခံယူချက်ပဲဖြစ်ဖြစ်အတွေးခေါ်ခံယူချက်ပဲဖြစ်ဖြစ်ဘလို့ခံယူချက်တွေများသူ့ကိုလွှမ်းမိုးခဲ့တာမျိုးရှိလည်းမသိဘူးကိုအဘလို့ခံယူချက်ကလွှမ်းမိုးလဲဆိုတော့အဲ့သူ့အင်တာဗျူးတစ်ခုပေါ့နော်ကျွန်တော်ဖတ်ခဲ့ဖူးတဲ့အင်တာဗျူးတစ်ခုမှာကသူ့ကိုအင်တာဗျူအာကမေးတယ်ဘလုံးကွင်းဘလုံးပွဲတစ်ပွဲမှာဟုတ် ဒိုင်လူကြီးကဇက်လိုက်လားဇက်ပို့လားဟုတ်သူမဟုတ်ဒီကစားသမားကဇက်လိုက်လားဇက်ပို့လားသူ့ကိုမေးတဲ့အခါကျတော့သူကဘောလုံးပွဲတစ်ပွဲမှာဒိုင်ရောကစားသမားရောကဇက်လိုက်လည်းမဟုတ်ဘူးဇက်ပို့လည်းမဟုတ်ဘူးဒိုင်တူဦးအနေနဲ့ပြောမယ်ဆိုရင်သူသူ့ဒိုင်ဘက်ကရှူတော့ငါပြောမယ်ဆို rules and regulation တွေကိုလိုက်နာခြင်းပြီးတော့ကစားသမားတွေဟာ ီဘလုံးကနေပြထန်းထားတဲ့ဥပဒေအောက်မှာကစားမှဖြစ်မယ်လို့စိတ်ထဲမှာဟုတ်ကဲ့ခံစားနေရအောင်လုပ်ချင်းပေါ့အဲ့ဒီအရာကဇက်လိုက်ဆိုတော့ဥပဒေကဇက်လိုက်လည်းမဟုတ်ဘူးကစားသမားကဇက်လိုက်လည်းမဟုတ်ဘူးဒိုင်းကဇက်လိုက်လည်းမဟုတ်ဘူးကစားသမားတွေကဒီတိုင်းနဲ့သာဆိုရင်တော့ငါတို့ဒီဥပဒေတွေအောက်မှာကစားမှရမယ်လို့ယုံကြည်လာအောင်တိဆောက်ခြင်းကသာဇက်လိုက်ဟုတ်ကဲ့ဆိုတော့အဲ့ဒီအချက်ကကျွန်တော်အရင်သဘောကျတဲ့အချက်ပြလို့ကလင်နာဟာဟိုပြောမယ်ဆိုရင်သကလုံးတမာမဟုတ်ဘူ ်နော်သူ rhetoric တမားမဟုတ်ဘူးဒီလက်တွေ့တမားသူပြောတဲ့ဟာကကျွန်တော်ကျွန်တော်ကသာလာပြီးတော့မေးခဲ့ရင်သူ့အဖြေကိုကျွန်တော်မဖတ်သေးပဲနဲ့ကျွန်တော်လာမေးခဲ့ရင်ကျွန်တော်ကဘာကိုစဉ်းစားမလဲဆိုတော့ဒိုင်းရဇက်လိုက်လားဒိုင်းရဇက်ပို့လားဇက်လိုက်လားဇက်ပို့လားအဲ့နှုတ်ကူတွေမှာဘယ်ဘက်ကိုမှန်သလဲဆိုတော့ရှုထောင့်ကိုပဲကျွန်တော်စဉ်းစားမိပါဟုတ်ဒါပေမဲ့ကော်လင်နာပြောသွားတာအရင်မှန်တယ်ကစားသမားတွေကဒီဒိုင်းနဲ့ဆိုရင်ဒီစီမင်းအောက်မှာကစားမရမယ်ဟုတ်ကဲ့လို့ယုံကြည်လာအောင်တိဆောက်ခြင်းကဇက်လိုက်ပြီဆိုတော့ ဒါကော်လီနာနဲ့ပတ်သက်ရင်ဒါသူ့ရဲ့အခံယူချက်သူ့ရဲ့အတွေးခေါ်သူ့ရဲ့ philosophy ကိုပြတယ်ဟုတ်ကဲ့နောက်တစ်ခါသူ့ရဲ့လက်တွေ့အနေနဲ့ဆိုရင်ဒါလူကြီးတူဦးအနေနဲ့ဘယ်အရာကအရေးကြီးဆုံးလဲဆိုရင်ပွဲချုပ်ပြင်ဆင်မှုကအရေးကြီးဆုံးမှာဟုတ်ဟုတ်အဲ့ပွဲချုပ်ပြင်ဆင်မှုကဘလို့အပိုင်းတွေကိုသူကဆိုလိုတယ်လဲဆိုတော့ဒီဘလို့ပြောမလဲရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်ဟုတ်ကဲ့ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်ကတော့ပြောနေကြတော့မလို့ဘူးသူပြောကြနေတာက ဒီဒိုင်တူဖြစ်လာပြီဆိုရင်ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်ရှိတယ်။ဒီဘာကြောင့်လဲဆိုတော့ဒီ game ကိုမိလိုက်ဖို့အတွက်အမိလိုက်ဖို့အတွက်ရုပ်ပိုင်းဆိုင်လိုချင်တယ်။ဒါပေမဲ့အဲ့ဒီရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်ထပ်ပို့ပြီးတော့အရေးကြီးတာကကိုယ်ကင်တွင်မဲ့ပွဲမှာကစားမဲ့သူတွေရဲ့ကစားမဲ့နှီးပြရဲ့ကစားမဲ့အသင်းရဲ့လက်ရှိအခြေအနေဒီအရာတွေအပေါ်မှာအသေးစိတ်လေ့လာထားခြင်းဟာအကောင်းဆုံးကြိုတင်ပြချက်ဖြစ်မယ်။အဲ့ဒီအရာကဒီနေ့ခေတ်ဒိုင်နေကျွန်တော်အထင်ပေါ့နော်ဒီနေ့ခေတ်ဒိုင်နေအားနေကြရတယ်ဆိုရင်အဲ့ဒီဘက်မှာတော့အားနေလိမ့်မယ်။ ဟုတ်ကဲ့ဟိုဒါကကျွန်တော်ဓာတ်ထိပြောတာတော့မဟုတ်ဘူးကျွန်တော်အမြင်ကိုပြောတာဘာကြောင့်လဲဆိုတော့ဘယ်လိုကောင်ကိုယ်က professional တိုင်းကိုကြီးတော့လုံနေတယ်ဒါပေမဲ့ AA စစ်စစ်နေတယ်ဟုတ်ကဲ့တနေ့နေ့ပွဲကိုကန်ရမယ်ပုံမှန်အပြေးနေမှာလေ့ကျင့်နေမယ်ပြီးရင်ဒီ FA က season ပြီးတယ် Premier League ဆိုလည်း FA ပါ season ပြီးတဲ့ကောင်းအောင်စီးလာမယ်ဒီကွင်းကိုရောက်မယ်ကန်လိုက်မယ်ပြန်သွားမယ်အတူအပေါ်မှာချီးကျူးမှုတွေဝေဖန်မှုတွေခံသွားဆိုတော့ဒိုင်းတူဦးရဲ့လှုပ်ရိုးလှုပ်စင်ကဒီလိုမျိုးဖြစ်နေမလားမသိဘူး look ဒီခလီနာပြောတဲ့ဟာတွေကတော့ဟိုဘဲသူမသူဟုတ်ကဲ့ဒါလက်တွေ့ကျင့်သုံးလိုက်နာတဲ့အရာပဲကစားသမားတူဦးချင်းရဲ့စိတ်နေစိတ်ထားအပေါ်မှာနားလဲခြင်းအားဖြင့်သူ့ရဲ့ဆုံးဖြတ်ချက်တွေမှာဟုတ်ကဲ့ဟာသူအပါသီးရသေးတယ်ပေါ့ဟုတ်ကဲ့ဆိုတော့အဲ့ဒီအရာကိုစင်ကဲစင်ကဲစင်ကဲတပွဲပြီးတပွဲတပွဲပြီးတော့တည်ပြလာတဲ့အခါမှာဖီယိုလိုဂီကော်လီနာကပုံရိပ်တစ်ခုကိုတိဆောက်လိုက်နိုင်ပြီဟုတ်ကဲ့ तू ကမှန်ရင်လည်းမှန်မယ်မှားရင်လည်းမှားမယ်မယုံမသားတော့မလုပ်ဘူးဆိုတဲ့အရာကို ဒီဘက်ကဒိုင်နဲ့ပတ်သက်ရင်အလိုအဆုံးကအဲ့ဒါပဲဟုတ်ကဲ့ပါဒီဒိုင်တယောက်ကိုဘယ်လိုခေါ်မလဲဆိုတော့ဆုံးဖြတ်ချက်တသေးလေးမှားတာ ਨੇ ဖီးအားအကြီးရောက်တယ်ဆိုတာကိုကျွန်တော်တို့ခုလက်ရှိကြုံတွေ့နေရတယ်ဒိုင်ရဲ့ဘဝမလွယ်ဘူးပေါ့အဲ့မလွယ်တဲ့ဘဝကိုဒိုင်ရဲ့အရှိတ်ဆုံးဖြတ်ချက်တွေကတိဆောက်ထားတာဟုတ်ကဲ့ဆိုတော့ဟိုဘဲဟုအဆရှာမရသလိုကျောက်အဆရှာမရသလိုပဲဘသူကလွန်တယ်လဲဆိုတာအင်မတန်ပြောဖို့ခက်တဲ့အနေအထားတစ်ခုမှာစပြီးတော့ပြက်ကွက်တာကတော့ဒိုင်နေပေါ့နော်ဟုတ်ကဲ့ဒိုင်နေဟာပြိတ္တတွေကိုကိုလောက်တဲ့အလုပ်အပေါ်မှာ ယုံကြည်မှုကိုတည်ဆောက်နိုင်ခဲ့ရင်ကိုင်းတဲ့ကကစားသမားတွေရဲ့ယုံကြည်မှုကိုတည်ဆောက်နိုင်ခဲ့ရင်ဒါရတော့မှားမှာပေါ့ကွာဆိုတဲ့အမြင်ကပြည်သက်တွေစီကိုလွှမ်းမိုးလာလိမ့်မယ်ဟုတ်ကဲ့ဆိုတော့ကျွန်တော်ပြောတဲ့အထင်မှာဒီခြားဖားမှုတွေလုတ်ပွဲတွေကျွန်တော်အားအရင်မပါဘူးမပါဘူးဒါပေါ့ကျွန်တော်ဒါတွေကမရှိဘူးလို့လည်းမဆိုလို့မခွင့်ပြုတဲ့နိုင်ငံတွေအရှိဥရောပလိုနိုင်ငံတွေမှာရှိလိမ့်မယ်ဒါပေမဲ့ထိတ်တန်း league တွေမှာဒိုင်းတွေဟာဘယ်အသင်းကိုတော့ဘယ်ဟာကိုတော့ဘလို့ဖြစ်ပါသီးတော့ဘလို့လောင်းထားလို့အဲ့ဒါတွေမရှိဘူးဟုတ်ကဲ့အဲ့ဒါတွေမရှိဘဲနဲ့သူတို့ရဲ့ ကြိုတင်ပြင်ဆင်တဲ့အပိုင်းတွေမှာအင်ဗတ်တန်အားနည်းနေလို့သူတို့လိုအပ်တာဖြစ်နေတယ်ဟုတ်ကဲ့တကယ်တမ်းစဉ်းစားကြည့်တော့1950 1960 1980ကျော်1980ကျော်ဒိုင်နေရဲ့သဘောတော်ဘဝနဲ့ဒီနေ့ကဒိုင်နေရဲ့သဘောတော်ဘဝတူ ਉ မတူဘူးတေချာစဉ်းစားကြည့်လေမတူနေပဲဘာလို့မတူလဲဆိုတော့60 80လောက်ကပွဲဟောင်းတွေကိုပြန်ရှာကြည့်ကြည့်ဟုတ်ကဲ့ကွင်းလိုက်တိုင်းတူကဒီ game ကိုဒီဒီ center C ကနေကိုဟိုဘက်ဒီဘက် နည်းနည်းလေးရွှေ့ပြီးအလုံးလုံးနေတာဟုတ်အဲ့ဒါတစ်ချက်နောက်တစ်ချက်က60 90လောက်ကဘောလုံးပွဲတစ်ပွဲဆိုတာကဒါကကျွန်တော်တို့လက်တွေ60 90 80ပေါ့လေကျွန်တော်တို့လက်တွေမြင်ရပြီအဲ့ဒါပါလဲဆိုတော့ကစားသမားတဦးနဲ့တဦးကြားမှာ space က10မီတာ15မီတာလောက်ရှိတယ်ဟုတ်ဒါပေမဲ့အခုဒီဘက်ခေတ်မှာ present game ပြီးတော့ temporary tie space tie marking အရန်အားကောင်းလာတဲ့ခေတ်မှာ context တွေကအနီးကပ်ကိုကအနီးဆုံးနေရာမှာရှိနေမှာဒီဟာတွေမှတ်မှတ်ကန်ကန်သုံးပြနိုင်မှာဟုတ်တယ်ဆိုတော့အဲ့ဒီ အရေးအဲ့ athleticism ဟာဒိုင်းနေအတွက်လည်းလိုအပ်တယ်ဆိုတော့ဒိုင်းနေဟာအခုဒါ Premier League ဆိုရင်ကျွန်တော်အမြဲတမ်းအားမရတာသုံးဖြတ်ချက်တွေမှားတာတွေမှန်တာတွေ VAR တွေထက်အမြဲတမ်းအားမရတာဖြစ်ရရဲ့မီတာ20အစိတ်လောက်ကနေပြီးတော့လမ်းပြီးတော့ခရမှုတ်တာတွေတွေ့နေရတယ်ဟုတ်ကဲ့ဟောအမြဲတမ်းကြီးတော့မဟုတ်ပေမဲ့တော်တော်လေးကိုတွေ့ရတယ် Colina ရဲ့ပွဲတွေမှာအဲ့ဒါမရှိဘူး Colina အမြဲတမ်းဖြစ်ရဒါကြောင့် Colina မျိုးလုံးတော့မှ VAR ထည့်ထားပြီးသားလို့ဆိုတော့သူ့ကိုတင်စားကြတာဟုတ်ကဲ့ကျွန်တော် Colina နဲ့ပတ်သက်ပြီးတော့မှအမှတ်ရစရာရောအများကြီးပါပဲ အကိုရောဘယ်ပွဲလောက်ကနေစပြီးတော့ဘယ်ချိန်လောက်ကနေပေါ့လေအမရတဲ့ကာလာမျိုးရှိလဲပေါ့အဲကျွန်တော်တို့ series pressure တွေဆိုတော့ဟုတ်ကဲ့ဒီအစိုးရတွေอ่ะပေါ့ပြောမှဆိုကော်လီနာက61မှာတည်းက series ရေ dialogue ဖြစ်လာပြီပေါ့ဒါပေမဲ့အဲ့ဒီအချိန်တော့က series ပွဲတွေကအရန်တော့ကျွန်တော်မကြည့်ရသေးဘူးနိုင်ငံတကာပွဲတွေကတော့ကြည့်ရပြီ60ကဘာလောက်ဆိုကြည့်ရပြီအဲ့ဒီ60ကဘာဖလာမှာလဲကော်လီနာကိုတိုင်လဲ dialogue ဟို series အဆင့်လောက်မှာပဲသူလုံနေသေးတဲ့အဆင့်မရှိသေးဘူး ဟိုကျွန်တော်အဲ့နာမည်လည်းကျွန်တော်မကြဘူးကျွန်တော် Resoli လို့ပါတော့ Resoli နောက်ပိုင်းဒါနာမည်ကြီးလာတယ်ပေါ့လေဒါအဲ့ Resoli လို့ပြန်ပြောပြတဲ့ပုံအရာတော့ Colina ကအဲ့ဒီအချိန်ကလေးကအဲဒီ Italy ကဖလားမှာဒီ Queen ကိုချေရထတ်နေအောင်လိုက်ကြည့်တယ်ဘလုံးရိုးသွတ်တဲ့သူတူးဆိုတဲ့အပေါ်မှာမျိုး Resoli ကဒါ Colina လို့နောက်တက်ပေါ့နော်ဟုတ်ကဲ့အဲ့ Rosetti ရှိမယ် Resoli ရှိမယ်ဒါဒါဒါနာမည်ကြီးနီးပြတယ်ပေါ့ Italy ကတော့ကနာမည်ကြီးတိုင်နေပေါ့အဲ့သူတို့ကိုယ်တိုင်ကပြန်ပြောတဲ့စကားတွေထဲမှာတော့ Colina 60ကဘာဖလားမှာ ဟောပွဲတိုင်းကိုလိုက်ကြည့်လိုက်လေးလာသုံးသက်တယ်ဆိုတဲ့ဟာမျိုးကိုကျွန်တော်ဖတ်ဖူးတယ်ဒါပေမဲ့ကျွန်တော်တို့65 66လောက်မှာ calling now ကျွန်တော်စပြီးတော့သတိထားမိပြီသတိထားမိပြီးတော့အဲ့ဒီအချိန်မှာပဲဒီ FIFA ရဲ့အသိမှတ်ပြုတိုင်းကြီးရလဲ65မှာသူစဖြစ်တာအော်ဆိုတော့တိတ်မကြဘူးပေါ့ calling now ကိုအဲ့ဒီပုံစံကြီးနဲ့သူဒီထူးထူးခြားခြားပုံစံကြီးနဲ့ကျွန်တော်တို့အဲ့ဒီအချိန်တွေကစပြီးတော့သတိထားမိပြီးတော့ပြောလို့ရတယ်ဟုတ်ကဲ့ပါကျွန်တော်လည်းဒါ CDA ပွဲတွေမှာတော့3ထားမိရဲ့အဲအဲ့မှာပို့ပြီးတော့မှအမှတ်တရဖြစ်သွားတော့99 Champion League final အဲ့ဒီဖင်ကတော့သူအရန်နာမည်ကြီးနေနာမည်ကြီးနေပေါ့လေအဲ့မှာဟိုပွဲကင်တွေကြီးကြပ်ပုံလေးတချို့ဟာတွေပေါ့လေကျွန်တော်ဒါ Bayern Munich အဲ့တော့ဒါကိုယ်လေးဒါ Bayern Munich fan အနေနဲ့ဆိုရင်နည်းနည်းလေးဘယ်လိုပြောသိပ်မကျဉ်းတဲ့ဟာတွေရှိတာပေါ့ဥပမာ Lothar Matthäus ပေါင်ကိုအဲဘက်ခမ်းလားဘယ်လိုတက်နင်းလိုက်တဲ့ဟာမျိုးပေါ့အဲဒါအမျိုးကြီးကြရင်အနီကပြသင်းတာပေါ့ကွာဒါဟိုကလေးဘွားတော့အဲဒါမျိုးလေးရှိခဲ့ပြီမဲ့တကယ်တမ်းပွဲကြီးကြပ်သွားတဲ့ဟာကြီးလိုက်ရင်သူကြီးကြပ်သွားတဲ့ပွဲတွေမှာတော့တော်တော်လေးကိုပြောစရာအမား နေတယ်ဟိုဘယ်လိုပြောမလဲတဖက်ကစားသမားလည်းအမြဲတမ်းယူတီလီစားတဲ့ဟာကြီးလည်းရှိရဆိုဒီဟာကြီးနဲ့ပတ်သက်ပြောမှာဟိုဒီကစားသမားနဲ့ဒီတန်ကြားကော်ဒီနာကြားပေါ့လေအဓိကဒီ mutual respect လေးတွေဒီအမှားရစရာရှိရကိုပြောမှာအာအမှားတွေကတော့ဟောဟောကျွန်တော်လည်းမှတ်မိရေဗျအမှားတွေကကျွန်တော်ကျွန်တော်အမြင်ပေါ့လေတချို့ဒိုင်နေဆိုရင်ဥမာဒီအင်္ဂလန်ဒိုင်လူကြီးတယောက်ပေါ့ဗျာ Clarkson Beck ပဲဖြစ်ဖြစ် Michael Oliver ပဲဖြစ်ဘာမှားလဲဆိုကျွန်တော်ပြောစရာရှင်းလင်းမရှိတော့ဘာများလုံးလို့ဒါဒါအမှန်တမ်းပြောရိုးသားပြောရင် Colin Arrow လို့တိုင်နေကြတော့အင်မတန်အမှားနည်းလို့လားမသိဘူးသူတို့အမှားတွေကကျွန်တော်ထင်ရှားမှတ်မိတယ်ဥပမာအားဖြင့်အဲ့ဒီ69 final တုန်းက diamond ရသွားတဲ့ goal ပေါ့နော်ဟုတ်ကဲ့အဲ့ဒီ goal မှာ Yanka က diving ထိုးလိုက်တာ Ronnie Johnson ကို Pisla Pisla ကန်လာတယ်အဲ့အဲ့ free kick ဖြစ်သွားပြီမဲ့ farm ball ဟာတကယ်တော့မပြီးသင့်ကျွန်တော်အမြင်ပါတော့ဟုတ်ကဲ့အဲ့ ဟိုမှာရော်နီယွန်ဆန်ကိုရန်ကဒိုင်ဗင်ထိုးလိုက်တဲ့အခါကိုကော်လင်နာဖောင်းပြလိုက်လို့ဒီမာရီဘတ်စလာကန်ပြီးတော့ဂိုးသွားတာဒါဒါကကြတော့ဟိုဘယ်လိုခေါ်မလဲဆိုတော့ဒိုင်ရဲ့ဆုံးဖြတ်ချက်အမားကနေပြီးတော့ဒီလေးရင်ဖြစ်သွားတဲ့ဂိုးပေါ့ဒါကျွန်တော်အဲ့လိုမြင်တယ်အခုအချိန်ထိလည်းကျွန်တော်စိတ်ထဲမှာအဲ့ဒီအကြောင်းမြင်နေတော့မယ်ဒါတစ်ချက်ကော်လင်နာအိုက်ပွဲမှားနောက်တစ်ခုကဒီ Chelsea ဘာစလိုနာနဲ့ပတ်သက်ရင်လူတိုင်းက Obrivo ကိုပြောကြရုံနဲ့ကော်လီနာကြောင့်ဘာစလိုနာထွက်ခဲ့ရဘူးတဲ့ကိစ္စမှာလဲ Chelsea fan တအူးအနေနဲ့ ော်လင်နာမှားတယ်လို့မြင်တယ်ကျွန်တယ်ရဲ့ဘိုးကကိုမပေးသင့်ဘူးဒါပေမဲ့ကော်လင်နာအိုက်တော့ကဟိုသူကွင်းလေတိုင်းတူရဲ့ပါဝါအနေနဲ့သူဒက်ဆလောင်းလောက်ခွင့်ရှိမှသူပေးခဲ့တယ်အဲတော့က Chelsea အားတာခဲ့တယ် Chelsea 4-2နဲ့နိုင်တယ်ပွဲဟုတ်ကဲ့အဲဆိုတော့အဲ့အဲ့ဒီမှာလေကော်လင်နာမှားတယ်လို့ကျွန်တော်မြင်တယ်ဒါပေမဲ့ကိုအတင်းတော့အသာရတဲ့သုံးဖြတ်ချက်ပေါ့နော်အဲနောက်တစ်ခါစပိန်နဲ့ပြင်သစ်ပွဲစပိန်ကိုဘလိုင်းသူပယ်နယ်တီကောက်ပေးလိုက်တယ်ပေးလိုက်တာကတကယ့် 89မိနစ်မိနစ်90လောက်မှာပေးလိုက်တာအဲ့ပေးလိုက်တဲ့ penalty ကြောင့်ဖင်ရှုံးသွားတယ်အဲ့ penalty ကမပေးသင့်ဘူးလို့ကျွန်တော်မြင်ဟုတ်ကဲ့ဒါပေမဲ့ထူးဆန်းတာတစ်ခုကအဲ့ဖြစ်ရ3ခုစလုံးပေါ့ကျွန်တော်မှတ်မိနေတဲ့ဖြစ်ရ3ခုစလုံးမှာ foreigner ကဘယ်သူမှပြင်းပြင်းထန်ထန် complaint မတက်ကြဟုတ်ကဲ့ Oliver Khan ဆို coordinator နဲ့ပတ်သက်ရင်ရင်းထဲမှာအနာရီကြီးပဲဟုတ်ကဲ့ Oliver Khan ကဟုတ်ကဲ့ဒါပေမဲ့ Oliver Khan က coordinator နဲ့ပတ်သက်ရင်ယုံကြည်တဲ့စိတ်ချတဲ့ချီးကျူးတဲ့စကားပဲပြောတယ်ဟုတ်ကဲ့ဒါကြောင့်လဲ ့ Oliver Kahn က Colina နဲ့ပတ်သက်အနာတွေများလဲဆို94 final Oliver Kahn ရှုံးတဲ့အသင်းဟုတ်တယ်2002 World Cup final Oliver Kahn ရှုံးတဲ့အသင်းပါအင်္ဂလန်က Germany ကို5-1နဲ့နိုင်တဲ့ပွဲမြို့နဲ့မှာ5-1နဲ့နိုင်တဲ့ပွဲမြို့နဲ့ဒီ Olympic ကိုနောက်ဆုံးပွဲအဲ Colina က Oliver Kahn ရှုံးတဲ့ပွဲမှာအဲ3ပွဲသလုံးသူ့ဘက်မှာအမှတ်ရတဲ့အကောင်းဆုံးပွဲ3ပွဲတပွဲကပွဲ3ပွဲသလုံးကကြေကွဲစရာပွဲတွေကြီးပဲအဲ3ပွဲသလုံးက Colina ော်ကော်လီနာကကမ္ဘာအကောင်းဆုံးတိုင်ဆိုတာတန်တရားဖြစ်စရာမရှိဘူးဒါပေမဲ့ကျွန်တော်အတွက်တော့နာကျင်စရာတွေပဲပြီးတဲ့တိုင်ဟုတ်ကဲ့နာကျင်စရာပြီးတဲ့အမှာစကားလေးပြောကျွန်တော်တို့ဒီအိုလီဗာခန်ဒီ2000နှစ်ကမ္ဘာဘလဖိုင်နယ်မှာရီဗယ်ဒိုတက်နေလိုက်တာဒီဒုတိယကူမပေးရခင်မှာကျတော့အဲ့လက်လန်တော်လေးထိပါတယ်အိုလီဗာခန်ရီဗယ်ဒိုနဲ့ရှင်လူနေရီဗယ်ဒိုတက်နေလိုက်တာဖောင်းမပေးတာအဲ့အဲ့ဒါကြီးနည်းနည်း follow မှတင်တယ်ဒါလည်းပါမှာပေါ့ဟုတ်တယ်ဆိုတော့ဟိုပြောနေတာကလေဟုတ်အိုလီဗာခန်တို့ဆိုရင် ြင်းသားစရာတွေကြီးပဲဟုတ်ကဲ့ဒါပေမဲ့ collinear ရဲ့ integrity ကိုယုံတယ်ဟုတ်ကဲ့ collinear ရဲ့ဒီဒီ rules and regulation ကိုပြီးတော့ loss of the game ကိုကျွမ်းကျင်ပုံကျင့်ရပုံလိုက်နာပုံကိုယုံတဲ့အတွက်မင်းမှားတော့မှားတယ်ဒါပေမဲ့ရပါတယ်ကွာဆိုတဲ့အာမျိုးကစားသမားတွေပေါ်မှာရှိတယ်ဒီနေ့ခေတ်တိုင်းနေလိုအပ်နေတာအဲ့အချက်လိုအပ်နေတာအဲ့ဒီအရာကိုမတိဆောက်နိုင်သေးဘူးဒီအရာကြီးက collinear ဆိုအရင်ဆင်ညစ်တာ collinear ဘာဆင်ညစ်လဲဆိုတော့ဒီ conspiracy theory ပေါ့နော် ကွန်းနယ်တိုင်းတွေကပွဲတွေကိုဘလို့ချဲလဲနေပါလဲဆိုတော့ conspiracy theory တွေကဒိုင်းနေနဲ့ပြိသက်နဲ့ဒီ game နဲ့ကြားထဲမှာအမြဲတမ်း private ကဖြစ်စီတဲ့အရာတွေဒိုင်းနေဘက်ကသူအမြဲသူထောက်ခံတယ်ဒါပေမဲ့လေဘလို့ခေါ်မလဲဆိုတော့သူသာထောက်ခံတာလေဒိုင်းနေကိုယ်တိုင်ကလည်းလောရမယ့်အလုပ်တွေကိုပြ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 သက်သက်ရရနဲ့လူတွေယုံကြည်အောင်မလုပ်တဲ့အရာတွေအရင်များလာတော့လေလူတွေကမယုံတော့ဘူးဆိုတော့ဒီလိုမျိုးသွားလဲပတ်နေတာဟုတ်ကဲ့ဟိုကျွန်တော်ဒီ collinear collinear နဲ့ပတ်သက်ပြီးတော့နောက်တစ်ခု အံ့ဖို့ကောင်းတာကသူ့ရဲ့ဒီတက်လုံသူ့ရဲ့ stamina သူ့ရဲ့ endurance ကထိတ်တန်းတကယ် elite အလွာကစားသမားတဦးတော့ရှိတယ်ဟုတ်ကဲ့ colina ဟာသူ့ရဲ့ distant cover သူ့ရဲ့ဒီဘယ်လိုခေါ်မလဲဆိုတော့ဟို heartbeat ပေါ့နော် heartbeat သူ့အရန်ဟိုငြိမ့်နေအဲ့ heartbeat အရန်ငြိမ့်နေအတွက်အဲ့ဒါလေကျွန်တော်တို့မြန်မာပြေးခုံပြေးမှာဆိုကိုပေါ့ ကိုဘောခသိန်းဝင်းဆိုတာစီဂိမ်းစီမှာဒါကလာအများရန်ဝင်တဲ့အပြည့်ခွန်ပြည့်ကစားသမားအရန်ထူးဆောင်မှုကောင်းတယ်ဒါစီးပညာရှူတော့ကကြည့်မယ်ဆိုရင်ဒါတတန်းမှာတယောက်လောက်တောင်းပြောရခက်တယ်။အားကြောင့်လို့ဆိုဟာဖီကဟိုအဘောဆုံးအချိန်မှာတော့မှ60ကျော်ပဲရှိတယ်။ကျွန်တော်တို့100ကျော်သွားမယ်အချိန်မှာဟိုပုံမှန်ကျွန်တော်တို့ rest position မှာကျွန်တော်တို့80 80မှာကိုဘားရဲ့ဟာဖီကအရန်ညင်တဲ့အခါကျတော့ဟိုတော်တော်မမိုးဘူးဗျာ။ဟုတ်ပြီ။အဲတစ်ဖက်ကကြည့်တော့သူအားသာချက်ပေါ့။ကော်လီနာမှာလည်းအဲ့လိုမျိုးဟာဖီက အရန်နှီးတယ်သူဆိုတော့အဲ့ဒီ habit ကလည်းသူ့ကိုအများကြီးအထောက်အကူပြုတယ်လို့ပြောလို့ရတယ်ကာလီနာဟာဟိုဘယ်လိုခေါ်မလဲဆိုတော့မမောမပန်အေးစစ်စစ်တီတီငိငိနဲ့ပွဲပေါ်အားဖြင့်စူးဆိုင်မှုအပြည့်နဲ့အလုံးလုံးနိုင်တဲ့အခြေအနေမှာဒါရုပ်ပိုင်းဆိုင်ရာ advantage သူရထားတယ်ပေါ့ဟုတ်ကဲ့ဟိုကျွန်တော်ဒါစီးရီးထိုင်လူကြီးတယောက်လည်းဖြစ်တယ်ကျွန်တော်ဒီ2006လုပ်ပွဲပေါ့လေခဏတော့ဒါအခုပြောရင်းနေပါသူဘယ်လိုပြောမလဲသူလည်းစိတ်ကြီးရတဲ့အထက်မှာလုပ်ပွဲပြဿနာကြီးနဲ့ပတ်သက်ပြီးတော့မှဒိုင်နီရဲ့ image ထိခိုက်တဲ့ဟာတွေကို ဒါအများကြီးသူစိတ်ပြတ်ရတယ်ဆိုတာလေးလေးဒါအခုပြောပါနဲ့ဒီ2006ကစီးရီးလုပ်ပွဲပြဿနာမှာကျွန်တော်ဒါလူစီယန်နိုမော်ဂီရိုနဲ့ရောဒီဘယ်လိုပြောပတ်သက်ဆွတ်နေခဲ့ဆွတ်ဆွဲခံခဲ့ရတာမျိုးရောဒါရှိခဲ့လားမသိဘူးကိုအဲမော်ဂီရိုနဲ့ပတ်သက်ဆက်နွယ်ပြီးတော့ဆွတ်ဆွဲခံရတာမဟုတ်ဘူးဟုတ် तू ကပို့ပြီးတော့နာမည်ပို့ရပါတာဩဘာကြောင့်လဲဆိုတော့လုပ်ပွဲအရှုပ်အထွေးထဲမှာအစ်တီနာမည်နာမည်ကြီးတိုင်လူကြီးတွေနဲ့ဒီမော်ဂီရိုကြားတဲ့ကဖုန်းခေါ်ဆိုမှုတွေအမှန်တော့တကယ်တော့ဘာလဲဆိုတော့မော်ဂီကနေပြီးတော့ဒီပွဲ ဖို့ဘလောက်ပြီးမှဒီလိုလောက်ပါထုတ်တာမဟုတ်ဒါရှင်းပါလားကျွန်တော်ရှင်းပြခဲ့ပြီဒီလောက်ပွဲအရှုပ်ထွေးဆိုတာကဒီတိုင်းနေရာခြားထားရေးကော်မတီကိုကိုယ်နဲ့အားသာမယ်ထင်တဲ့တိုင်းတွေကဖြစ်တဲ့ကိစ္စမျိုးအပြင်ကိုဒီတချို့တိုင်းတွေနဲ့ကြတော့ဟိုဒီငါတို့ငါပွဲကိုတပတ်လိုက်ပြီလို့ပြောတာမဟုတ်လိုအပ်တဲ့ဟာတွေကိုဖြည့်ဆည်းပေးဖို့ဘာညာဆိုတော့နှံကန်းလန်းတဲ့ဟာတို့ဘာလို့တိုင်းတွေဘက်ကလည်းဒီဟာကို report မတင်တဲ့အပြစ်တွေပြဿနာတွေဖြစ်တာဒါပေမဲ့ဖုန်းကောနှစ်ခုပေါ့နော်အဲ့ဖုန်းကောနှစ်ခုက ကော်လီနာနဲ့ရိုဇတီနဲ့ဟိုဒီကယ်လ်ဆီယမ်ပိုလီကနေပြီးတော့ရှင်းထွက်သွားစီပြီးတော့ဂုံတိခါပို့ပြီးတော့တိုးကြီးသွားသေးတယ်ပါလဲဆိုတော့မော်ဂီကအဲ့ဖုန်းကော်ရဲမှာတော်တော်ဆက်ဆံကတ်တဲ့ကောင်းနေကော်လီနာနဲ့ရိုဇတီနဲ့နှစ်ယောက်ကိုသူပောက်ကွဲထားတာအဲ့လိုမျိုးဖုန်းကောနှစ်ခုပါလာတယ်အဲ့ဒါကကော်လီနာဟာဘလောက်ဟိုဘလုကောင်းလဲရိုးကုန်ကြီးမားတဲ့သူလဲဆိုတော့ပေါ်လွန်သွားစီတဲ့အချက်ပဲဒါကြောင့်ကော်လီနာရဲ့ပုံရိပ်ဟာဟုတ်ကဲ့ဟိုဘလုကောင်းလဲအရန်ကို ဟိုကြီးမားခဲ့တာပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်အဲအဲ့လေးလေးကျွန်တော်စိတ်ဝင်စားလို့ဘာလို့လဲဆိုတော့ဒီအဲ့ကာလမှာလေဒီအီတလီတိုင်းတယောက်အနေနဲ့ဆိုရင်ဘယ်လိုပြောပါခဲ့တင်တယ်ပါခဲ့ဘာလို့95ကနေ2005အထိသူက FIFA တိုင်လုပ်ခဲ့တာဟုတ်ကဲ့ FIFA ရဲ့တိမပြူတိုင်တိမပြူတိုင် Serie A မှာလေသူအဲ့ကာလတွေသူတောင်းယူခဲ့ဘူးတဲ့အခါမှာ Juventus ရဲ့ဖြစ်အခါဒီတရားစီထဲမှာဖြစ်တဲ့ကိစ္စဆိုပြီးတော့2005 6ရာသီတို့ခရက်ဖြစ်ရမျိုးမဟုတ်ဘဲနဲ့ ီလိုဆန်နိုမော်ကီတို့ဒီဟာတွေကိုလုပ်ခဲ့တဲ့နှစ်တွေကကော်လီနာရဲ့ series ပွဲစဉ်တွေမှာပွဲကြီးပွဲကောင်းမှန်တယ်ဗျ။အထူးသဖြင့်တော့ Juventus နဲ့ပွဲငါတို့အသင်းကိုစောင်းအနှိတ်ကိုလုံးနေဆိုပြီး तू ပြောတဲ့ဖုန်းကောတော့ခုရှိတယ်။အော်ဆိုတော့အဲ့ဒီအရာတွေပေါ့နော်။အဲ့ဒီအရာတွေကြောင့်ဒီ तू လွတ်သွားတဲ့အချိန်မှာသူ့ရဲ့ဒီအထင်ကြီးကကင်တွယ်ခဲ့တဲ့အချိန်တွေကဒီလုပ်ပွဲရှုပ်တွေဖြစ်တဲ့အချိန်တွေမှာ तू ကတပွဲမှပေါအောင်ပြတ်တက်ခဲ့ခြင်းမရှိဘူးဆိုတဲ့ဟာကိုပေါ်လွန်သွားသေးတာ။ဒါပေမဲ့ तू ကတိုင်ဘဝအနားယူခဲ့ရတာက sponsor ကြောင့်လည်းဆိုင်တယ်။ ဟုတ်ကော်လီနာကိုအင်္ဂလိပ်ကအရန်ကြိုက်တယ်ဟုတ်ကဲ့ကော်လီနာကိုဂျပန်ကအရန်ချစ်တယ်တူရကီလည်းတော်အဲတူရကီဒီမှာလားဟုတ်တယ်အဲတူရကီယူကရိန်းပြောမှဆိုလင်းနိုင်ငံပေါ့နော်သူသူ fan base အကြီးကြီးတယ်ဂျပန်နေဆိုရင်ကော်လီနာပုံစံနဲ့ကော်လီနာနဲ့ sponsor စာချုပ်တွေချုပ်ပြီးတော့ဟိုအမှတ်တရပစ္စည်းတွေထုတ်ရောင်းနေသူတို့ဘာလဲတာကိုယာကီလာဟိုမုံနေမှာဆိုလဲဒီကော်လီနာပုံစံနဲ့ကြော်ညာအများကြီး2002 world cup အပြီးမှာပေါ့လေပြီးတော့အင်္ဂလန်မှာကကော်လီနာရဲ့ဩဇာအရန်ကြီးပြီးတော့ အင်္ဂလန်မှာ FA ရဲ့အစည်းအဝေးတွေမှာ Colina ရဲ့ဗီဒီယိုဒီကင်တွယ်ပုံတွေနဲ့ပတ်သက်ပြီးတော့အတိုင်းတွေကိုအဲ့ဒါတွေလည်းရှိတယ်ဟုတ်ကဲ့နောက်ဆုံးဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီ General Motors ရဲ့ဟုတ်ဒီ company ပေါ့ Vauxhall 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 အဲ့တော့ Vauxhall ကနေပြီးတော့ Colina နဲ့ Opel ဟုတ်ဒီ sponsor စာချုပ်ချုပ်လာချုပ်လိုက်တာပေါ့ချုပ်လိုက်တဲ့အချိန်မှာဖြစ်ကျင်တော့အဲ့ဒီအချိန်ကဒီ Vauxhall ကဟိုရဲ့အောက်မှာ General Motors ရဲ့အောက်မှာ General Motors ရဲ့ကလည်း အဲ့ချိန်မှာ Serie A AC Milan ကို AC Milan Opel က sponsor ပေးတာ sponsor ပေးထားတယ်အပေးထားတဲ့အခါကျတော့ဒီ Colina ဟာ Dark Complex of Interest ဖြစ်သွားပြီဟုတ်ကဲ့เนาะဒါအကျိုးစီးပွားပရိပခတွေဖြစ်လာမှာဆိုလို့ဒိုင်းဒီ Serie A ဒိုင်းနေရာချထားတဲ့ company ကအဲ့ကိစ္စတွေကိုပြဿနာအတက်မခံနိုင်လို့ဟုတ်ကဲ့အဲ့ဒီຢာသီမှာ Colina ကိုပွဲသေးလေးတွေပဲချပေးတယ်အဲ့ဒီအချိန်မှာပဲ Colina နောက်ထပ်စာတင်ပြီးတော့ဒီ Serie A ဒိုင်းဘောကနေသူနားပလိုက်တာဟုတ်ကဲ့ ကျွန်တော်နိုင်ငံတကာပွဲတွေမှာဟိုဘယ်ခုနှစ်လောက်ဒါနိုင်ငံတကာပွဲ2005 ठी ပဲဟောဟုတ်ကဲ့2005 ठी ပဲကျွန်တော်သိသလားဘာကြောင့်လဲဆိုတော့ FIFA အတိမတ်ပြုတ်တိုင်နေမှာပဲ FIFA ပွဲတွေကိုခိုင်းရတာပေါ့ဟုတ်ကဲ့ဒါကျွန်တော်မှားရင်လည်းမှားပဲကျွန်တော်သိသလားက95 to 2005အထိဟုတ်ကဲ့အဲ့တော့2002မှာသူ့ရဲ့ဩဇာကအမြင်ဆုံး69 2000 2001 2002ပြီးတော့ဒီကမ္ဘာအကောင်းဆုံးတိုင်ကိုလည်း6နှစ်ဆက်ရတာက69 68 69 2000 2001 2002 သူ60ရလဲအဲ့ဒီအချိန်လေးပေါ့အားပြီးတော့တိတ်မကြောက်ဘူးသူနားတော့နားတယ်ဆိုတာကဟိုတစ်ဖက်ကကြည့်တော့သူ့အပေါ်ကမ်းလှမ်းမှုတွေစီးပွားရေးစပွန်ဆာတွေကလည်းအများများပါနောက်ဆုံး Ukraine League ပေါ့နော် Ukraine League ကအဲသူတို့စီကိုခေါ်ပြီးတော့ဟိုအီတလီတိုင်းတယောက်ကိုတိုင်းနေရာချတာရေးကော်မတီမှာဒီဟိုဖြစ်ပြီးသားအလုတ်ခန့်လာမျိုးသူဒါပေမဲ့မလုံနိုင်ဘူးသူတစ်နေ့လုံးမှသူနှစ်ပတ်ပဲလာတဲ့အချိန်တွေဆိုတဲ့ကကျတော့အယူကရိန်းလိဂ်နဲ့သူနဲ့လမ်းခွဲသွားတယ်ဆိုတော့အဲ့ဒီအလုတ်တွေကိုသူလိုက်လို့နောက်ဆုံးတော့ FIFA ရဲ့ဒီဒိုင်မွန်းမှန်တင်တန်းတွေအတွက်ပြီးတော့ တိုင်းနေရာချထားရေးအတွက်ပြီးတော့တိုင်းအဆင့်မြင့်တင်ရေးအတွက်အဲ့ဒီအလုပ်တွေလုပ်ရင်းနဲ့သူဒီတိုင်းဘွားကနေနားလိုက်တာဟိုကျွန်တော်တို့မှတ်မှတ်ရအောင်ဆိုရင် Go Line Technology ဟုတ်ပြီ PLD Cleaner ကြီးက GG ကို Cleaner ပေါ့နော်လုံးဝသူကန့်ကွက်တယ်ဟုတ်ပြီ Go Line Technology ကတကယ်တော့နည်းပညာပိုင်းအရာဆိုအခုဆိုအရင်အများကြီးထောက်ကူပြမယ် Cleaner ကန့်ကွက်တယ်ဘာကြောင့်ကန့်ကွက်တယ်လဲဆိုတော့အရင်တော့ဂိုးစီးစောင့်ကြည့်တိုင်းနှစ်ဦးထားတယ်လေဟုတ်တယ်ဟုတ်အဲ့ဒီဂိုးစီးစောင့်ကြည့်တိုင်းအလုပ်တွေပြုတ်သွားတဲ့အတွက်သူက အဲ့အဲ့ဒီဟောင်းကိုဒါပေမဲ့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးကိုစည်းစောင့်ကြည့်တိုင်းနေထားခြင်းကနေပြီးတော့ဆုံးဖြတ်ချက်ကမမှားဘူး။ဟုတ်။ဆိုတော့တချို့ဆုံးဖြတ်ချက်တွေမှာဂိုးလိုင်းစောင့်ကြည့်တိုင်းနေကဟိုရှိပါလေရနဲ့လွဲကျော်သွားတဲ့ဖြစ်ရည်ရှိတယ်။ဒါပေမဲ့သူကဘာပြောလဲဆိုတော့အဲ့ဒီဟာတွေကသူတို့အဲ့ report တွေကိုသူတို့အကုန်ပြန်ပြီးတော့ဖြစ်ပြီးသွားပြီ။ဂိုးလိုင်းစောင့်ကြည့်တိုင်းနေကကွင်းလိုက်တိုင်းကိုပြောပါလေနဲ့ကွင်းလိုက်တိုင်းနေကလက်လို့ရှိလို့ဖြစ်တဲ့ကိစ္စ။ဟုတ်။ဆိုတော့ဒါကြောင့်ဂိုးလိုင်းဒီဂိုးလိုင်း technology ကအရန်ရှုပ်ထွေးတယ်။ဘာသူကဘာကြောင့်ကန့်ကွက်တယ်လဲဆိုတော့အသင်းကြီးတွေရဲ့ game ဖြစ်သွားမှာဆိုတာ။ ဟုတ်ကဲ့အသင်းငယ်တွေကဒီနည်းပညာအတော့အဲကုံကြားစည်းဒီဒီပြီးတော့ဒီဘောလုံးနဲ့ပတ်သက်တဲ့အခါမှာအဲဘောလုံးနဲ့မထဲမဲ့ချက်ပြားတွေဒါဒီအတွက်အများကြီးလုံးအောင်ဖြစ်တဲ့အတွက်အဲ့ဒီအချိန်အခါအရဆိုရင်မလုံးတင်သေးဘူးဒီ online ဖောင်ကြီးတိုင်းတွေကိုဆက်ထားအောင်ပြီးတော့မှနည်းပညာ ready ဖြစ်တော့မှသုံးပါဆိုသူကန့်ကွက်တာရှိတယ်အဲအဲ့ဒီဟာကိုနောက်ပိုင်းကျတော့ collinear ကိုဝေဖန်ကြတော့ပေါ့ဒါပေမဲ့ကျွန်တော်အမြင်ကတော့ collinear မှာမှားခဲ့ဘူးအဲ့အချိန်အဲ့ကာလအရဆိုအတင်းတိုင်းလိုက်လို့နိုင်တယ်လीသာမဟုတ်ဟုတ်ကဲ့တစ်ဖက်ကပြန်ကြည့်တော့ VAR လို့ဟာမျိုးက ပေါ်လာတာမနေ့တည်းမှာပေါ်တာနော်ဟုတ်တယ်ကော်လီနာက2018ကတည်းကဒီဟာနဲ့ပတ်သက်ပြီးတော့ VR ရဲ့နဲ့သဘောတဘာဝဆင်တူတဲ့အနေအထားတွေဟုတ်ကဲ့သူအများကြီးအကြံပေးခဲ့တယ်အဲ့ဒီဟာတွေကတစ်ချိန်မှာအလုတ်ဖြစ်လာပြီးတော့ VAR ဆိုပြီးတော့ဖြစ်လာတာပေါ့ဟုတ်ကဲ့ကျွန်တော်တို့ဒီ Italy Dining ထဲမှာဆိုရင်တော့ Colina ပြီးရင် Rusetti ပေါ့ဒီ Rusetti တို့ကတော့ UEFA မှာလည်း တိုင်းနဲ့ပတ်သက်ပြီးတော့မှဟိုစီမံခန့်ခွဲမှုတွေမှာလည်းတောင်းယူခဲ့ဘူးတယ်တောင်းယူခဲ့တာဗောလေဒီကော်လီနာရောအဲ့မျိုးအဖွဲ့အစည်းတွေမှာဟိုလောက်ခဲ့တယ်နောက်ဆုံး FIGC မှာလည်းလုပ်တယ်ပြန်လုပ်တယ်ပြီးတော့ဒီ UEFA FIFA မှာလည်းသူလုပ်တယ်ဟုတ်ကဲ့အဲတခြားဒီ league တွေမှာလည်းဥမာဒီတူရကီမှာလုပ်တယ်ယူကရိန်းမှာလုပ်တယ်ဒါမျိုးတွေလည်းရှိတယ်နောက်ဆုံးကျတော့ဟိုအဲ့ဒီအလုပ်တွေအကုန်လုံးကနေပြီးတော့သူအခုအခုစင်တော့သူအနားယူသွားပြီဗောဟုတ်ကဲ့ ိုင်နီထဲမှာတော့တော်တော်လေးကိုဒါထူးခြားတဲ့ဒိုင်လူကြီးတယောက်ပေါ့လေဘာလို့မလို့ဆိုတော့ဟိုတမတမတ်ကြမှုစုံပြတ်ချက်မှန်ကန်မှုအဲ့အရာပြီးရင်သူ့ရဲ့စမ်းပေါ့လေကျွန်တော်ဒါဟိုတအားကိုပဲလူကြိုက်တကယ်ပေါ်ပူလာဖြစ်တယ်เนาะဟုတ်တယ်ဟုတ်တယ်ဟိုကျွန်တော်အားသိကြကောင်းတယ်အခုပြောမှဒါအမှတ်ရသွားတယ်အနာယူကန်ဒီကာလာရယ်ဆိုရင်စီးပွားရေးကုမ္ပဏီကကမ်းလန်းနိုင်တယ်ဆိုတာအများကြီးပဲဆိုတဲ့ဟာကြီးလीဟုတ်နောက်ခုလူသားဆန်တဲ့အကိစ္စတွေလေဟုတ်သူလောက်ခဲ့တယ်ပေါ့เนาะကျွန်တော်69 fine တယ်တော့ဆမ်မတ်ကို4ကွင်းထဲမှာငိုပြီးတော့ဟုတ်တယ်မြက်ကိုတင်းနဲ့ထိုးနေတဲ့အခြေအနေ ဲ့မှာသူပြောတဲ့စကားလေးလည်းကျွန်တော်ကြည့်တယ်။ဘာလဲဆိုတော့ဘောလုံးပွင့်တစ်ခွင်းထဲမှာဘောလုံးပွဲတစ်ပွဲထဲမှာပဲရှင်ချင်းနဲ့တည်ချင်းကိုတပြိုင်တည်းသူခံစားလိုက်ရတာဆိုတော့အိုက်ဆန့်ပေါ့နော်။တစ်ခွင်းလုံးမှာဒီအင်္ဂလိပ်ပရိသတ်ရဲ့အတန်ကတော်တော်ညံနေပြီးတော့ဒီဘက်ဘာမျိုးနဲ့ပရိသတ်တွေရဲ့အတန်ကလုံးဝအကြမတက်တိတ်ဆိတ်သွားတယ်။ဟုတ်ကဲ့။အဲ့ဒီအချိန်မှာသူမြင်နေတဲ့ဆမ်မတ်ကိုဖိုအချိန်ကနာကျင်အချိန်ကိုရောက်နေတယ်။အိုလီဂန်ဆိုရှယ်သွန်းလိုက်တဲ့အချိန်။ဆိုရှယ်က authority ဒီ ဆမ်ကိုဖိုးကအဲ့မျက်ခင်းပေါ်ကိုမှောက်အိတ်ချလိုက်ပြီးတော့ငိုပြီးတော့အဲ့ကွင်းမျက်ခင်းမျိုးကိုလက်သီးနဲ့ထိုးနေခြင်းပါကော်လီနာကသူ့စီကိုပြေးသွားပြီးတော့သူ့ကိုဆွဲထုတယ်ကောင်းလေးမင်းတို့အတွက်အချိန်ရှိသေးတယ်ရသလောက်ကြိုးစားကြည့်ဆိုပြီးဒါပေမဲ့အဖြေကတော့မပြောင်းသွားဘူးအဲ့ဖြစ်ရလေးကဟိုဒါကော်လီနာနဲ့ပတ်သက်ရင်ဒူတွေအများနဲ့အမှတ်ရနေမှာဖြစ်ရလေးပေါ့ကိုဖိုးကလည်းအဲ့အကြောင်းကိုပြန်ပြောတယ်ဟုတ်ကဲ့ကိုအဲ့ရလေးတကယ်အမှတ်ရကြပါပဲဘိုင်ရန်ပြိတ္တတ်တွေလည်း ကြည်ခွဲခဲ့ရတာဗောလေကိုရီးယားတော့ကန်ကောင်းသွားတာဗောမကြည့်လိုက်ရဘူးဆလောင်းအောင်ပြက်သွားလားမသိဘူးပြက်သွားပြီးနောက်တနေ့ကျမှပြန်ဝင်လို့မှရောက်နေဟိုကျွန်တော်ဆူဆူရှားလို့အဲ့မှာခေါ်တယ်ဦးဇင်းကဆူရှားရောက်မင်းတင်ရှုံးသွားပြီအာမနောက်ပါနဲ့ဟိုအချိန်ပူမှလားဗောလေနိုင်ရှုံးသွားတဲ့အချိန်ပူမှလားမဟုတ်ဘူးကမိနစ်90မှဆိုတော့လုံးဝမယုံဘူးနောက်တရက်လောက်ကြာတာအင်အားကြာနေထွက်လာမှအဖုံးနဲ့မှဟာဘာလို့ဖြစ်တာလဲဆိုတာနော်ဒါတွေကတော့ဒီ99 final နဲ့လည်းဒါအမှတ်တရဒါကိုလီနာနဲ့ပတ်သက်ပြီးတော့မှ ဟိုပြောပါလေတော်တော်လေးလည်းပြည့်စုံပါတယ်ဒါကြီးစုနေကြတယ်စော်ကောပရိသတ်တွေလည်းဂျင်နာအားလိမ့်မလို့ထင်ပါတယ်အားလုံးကိုလည်းဒါကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ